EE ရဲ့ဒေါ်လာ1000တန် drone view ဟာဟာစစ်ကန်စီရဲ့ဒေါ်လာတန်းချီတန်းနဲ့တန်းချတ်ကအားတာချက်ကိုဘလို့နီးနဲ့ရိုက်ချိုးအနိုင်ပိုင်းထားနိုင်ခဲ့တာလဲမြန်မာပြည်ပခါတွင် CE မဟာဗျူဟာတီကမ္ဘာဈေးကွက်နှင့်တိုက်ရိုက်ချိန်ဆက်နေပါလေခမ ED မှာ CE tag နိုင်ငံရေးပုံမတ်ဆိုင်သောအကြီးမားဆုံးဖြစ်ဝက်ချက်ဖြစ်ပါတယ်ယနေ့ AA ရဲ့လေကြောင်းထိုးစစ်မှာအရက်ဖတ်သုံး drone အမျိုးအစားတွေပါဝင်နေတာလား ဒါမှမဟုတ် နောက်ွယ်ကနိုင်ငံကြီးများကထောက်ပံ့ပေးထားတဲ့စစ်ပတ်သုံး drone တွေပါဝင်နေပြီလားဆိုတာကတော့မြေပြင်ရဲ့အကြီးမားဆုံးလျှို့ဝှက်ချက်ဖြစ်ပါတယ်။ Get back run drone နိပညာဟာမြေပြင်စစ်ပွဲကိုလုံးဝပြောင်းလဲပြစ်နိုင်စွမ်းရှိတယ်ဆိုတာကို အင်းအင်းရဲ့စခန်းသိမ်းတိုက်ပွဲတွေနဲ့မြို့သိမ်းတိုက်ပွဲတွေရဲ့တပ်တွေတွေကိုလေ့လာကြည့်ရင်သိနိုင်ပါတယ်လို့မြန်မာအရေးလေ့လာနေတဲ့နိုင်ငံတကာစီးရေးပညာရှင်တွေထောက်ပြကြပါတယ်ခင်ဗျာတပ်ခရဲ့ drone တွေကိုတုံပြီးစစ်ကောင်စီရဲ့ test ခန်းတွေကိုတိကျဖိမှတ်ထားဖျက်ဆီးတာဟာစစ်မီပြည်မှာတိုက်ခရဲ့ drone တွေကိုထိထိရောက်ရောက်အသုံးချနိုင်တဲ့အတော့ဖြစ်ပါတယ်အေးဟာဒေါ်လာတထောင်တန်ဖိုးရှိတဲ့တိုက်ခရဲ့ drone တစ်စုံနဲ့ဒေါ်လာတန်းကြီးတန်ဖိုးရှိတဲ့စစ်ကောင်စီရဲ့တင့်ကာကိုဖျက်ဆီးပစ်နိုင်ပါတယ်ဒါဟာ စစ်ပွဲရဲ့မဟာဗျူဟာကိုလုံးဝပြောင်းလဲပစ်နိုင်တဲ့စစ်ရေးအင်အားတစ်ခုဆိုရင်မမှားပါဘူး drone စစ်ပွဲဟာ AA ရဲ့အနာဂတ်လေတပ်အိမ်မက်ရဲ့အစသာဖြစ်ပါတယ်စစ်ရေးကဲခတ်များကထောက်ပြနေဒီမှာစစ်ကောင်စီရဲ့ drone ကာကွယ်ရေးစနစ်တွေက AA ကိုဗလန့်ကြာကြာတားဆီးထားနိုင်မလဲအဖရိကတော့မကြခင်မှာပဲ AA ရဲ့ drone တပ်ဖွဲ့တွေဟာစစ်မြေပြင်မှာထိထိရောက်ရောက်လေကြောင်းကန်တွေပါစုံမိုးလာနိုင်လိမ့်မယ်လို့စစ်ရေးကဲခတ်တွေဘက်ကသုံးသပ်ထားပါတယ်ခင်ဗျာ drone ကကိုရေးစနစ်နဲ့ drone pilot net တွေစစ်ကောင်စီတပ်မှရှိနေသုံးလဲ AA ရဲ့ drone တွေကဘာလို့ဆက်လက်လုံလုံနေရလဲဒါဟာ AA ရဲ့ drone နီးပညာတွေဟာစစ်ကောင်စီရဲ့ drone ကကွယ်ရေးစနစ်တွေကိုကျော်လွှားနိုင်တဲ့နီးပညာမြင် drone တွေတုံးနေတာကိုပြသနေတာဖြစ်တယ်လို့စီရေကက်ခတ်တွေထုတ်ပြထားပါတယ်ခင်ဗျာ AA ဟာတိုက်ခတ်ရေး drone အပါအဝင်အရက်ပတ်သုံး drone လိုမျိုးဇီးကွက်သုံး drone တွေကိုဝယ်ယူပြီး၎င်းတို့ကိုဘုံချစနစ်များဖြင့်ပြန်လည်ပြုပြင်တည်ဆောက်ထားတဲ့ခင်နိုင်တယ်လို့လည်းပြောပါတယ် AA မှာ drone တွေကိုကိုယ်တိုင်ပြန်လည်စုဆောင်တည်ဆောက်နိုင်လဲနီးပညာအဖွဲ့ရှိနေတယ်ဆိုတဲ့ထင်မြင်ချက်တွေလည်းရှိနေပါတယ် ါကြောင့်ပျက်စီးသွားတဲ့ drone parts တွေနဲ့အစ်စ်ပြန်လဲတိဆောက်ခြင်းသို့မဟုတ် software ကိုပြန်လဲရေးသားခြင်းတို့ကိုလှုပ်ဆောင်နိုင်တဲ့အတွက် drone ဤပညာလေးကိုထိထိရောက်ရောက်အသုံးချနိုင်တဲ့ကိုကြည့်ရင် AA ရဲ့ဤပညာပိုင်းဆိုင်ရာစွမ်းရည်ကိုရှင်းလင်းစွာမြင်နိုင်တယ်လို့လည်းထောက်ပြထားပါတယ်ခင်ဗျာလီချောင်းရန်ဒုံးကြည့်လို့ပဲတိုက်ခတ်ရဲ့ drone တွေကိုတရုတ်သို့မဟုတ်အခြားနိုင်ငံကနေ AA လို non state actor ကိုတိုက်ရိုက်ရောင်းချခြင်းဟာနိုင်ငံတကာတန်ခတ်မှုများနဲ့ညှိစွတ်နိုင်ပါတယ်သို့တော့ AA ရဲ့မဟာမိတ် WUSA ဝါကက်တို့အဖွဲ့အစည်းတွေကနေတဆင့် ေယုတ်လုတ်စစ်ပတ်တုံ drone ဥပမာ reconnaissance drone အချို့ကိုဟျုတ်ဝှက်စွာလက်ဆင့်ကမ်းရယူနိုင်ခြင်းရှိတယ်လို့စစ်ရေးပညာရှင်များကခန့်မှန်းထားပါတယ်။ Kamikaze drone များ၏စစ်ရေးအကျိုးသက်ရောက်မှု AA ရဲ့လေကြောင်းထိုးစစ်မှာအသေးခံ drone များ Kamikaze drone များဟာအဓိကလက်နက်သစ်ဖြစ်လာပါတယ်။ဒီစေတတာဗီထိရောက်တဲ့ drone တွေဟာစစ်ကောင်စီရဲ့တန်ကြာကာကားတွေနဲ့ကိုကဲရစ်စင်တာတွေကိုတစ်ချက်ထမ်းနဲ့ဖျက်ဆီးနိုင်စွမ်းရှိပါတယ်။ AA ဟာ drone technology ကို စစ်ရေးအသားချက်အဖြစ်အောင်မြင်စွာပြောင်းလဲပစ်လိုက်နိုင်ပြီလို့စစ်ဘက်အတိုင်းဝိုင်းနာတုံ့တက်ထောက်ပြထားပါတယ်ခင်ဗျာ AA ဟာစစ်ကောင်စီရဲ့ခံတပ်နဲ့ command center တွေကိုအကြီးမဲ့ခိုက်ခိုက်ဆေဖို့အငဲစ조사နေပြီးစစ်ကောင်စီတပ်တွေရဲ့စိတ်တပ်ပိုင်းဆိုင်ရာကိုလည်းအကြီးမဲ့ရိုက်ချိုးနိုင်တာအဲ့တိုင်းရင်သားလက်နက်ကိုင်တပ်ဖွဲ့တခုဖြစ်တာနဲ့အကျိုး AA ရဲ့ drone viewer တွေဟာစစ်ကောင်စီတပ်ကိုအနီးကပ်လှုပ်ဝက်စွာချင်းကပ်ပြီးဖောက်ကွဲမှုစွန့်ရင် မြင်းစွာထိုးစစ်ဆင်တိုက်ခိုက်လက်နိုင်ဖဲလေလို့စစ်ရေးအကဲခတ်တွေဘက်ကတုံ့တက်ကြပါတယ်ခင်ဗျာ AA ရဲ့ဗနာငါ အခြေအနေနဲ့ကဲညီပြီး drone အရေးတွေများများဝယ်ယူတည်ဆောက်နိုင်တယ်လို့လည်းသိရပါတယ်။ commercial drone တွေကို kamikaze အထည်အလွယ်တကူပြောင်းလဲနိုင်တဲ့ဤပညာကိုအသုံးပြု၍ပောက်ကွယ်မှုတွေတပ်ဆင်ပြီးကိုယ်တိုင်တည်ဆောက်နိုင်ခြင်းဟာ AAS CA အားသာချက်ကိုမြင့်များစေတဲ့အဓိကအချက်အနေနဲ့လည်းသုံးသပ်ကြပါတယ်ခင်ဗျာ။ AA ဟာမြေပြင်တပ်တွေကိုထိရောက်စွာတိုက်ခိုက်နိုင်ဖို့ဒီနီလန့်ကိုတုံနေပါတယ်။စက္ကစီရဲ့ tank armor vehicle တွေကိုအထိရောက်ဆုံးဖျက်ဆီးနိုင်ခြင်းဟာ AA ရဲ့မြေပြင်ထိုးစစ်အောင်မြင်မှုရဲ့နောက်ွယ်မှာရှိတဲ့လျော့ဝါချက်ပဲဖြစ်ပါတယ်။ အေးအေးရဲ့မြေပြင်ထိုးစစ် အောင်မြင်မှုတွေနဲ့နီးပညာပေါ်အားထားတဲ့ပုံစံကိုကြည့်ရင် drone တပ်ဖွဲ့တီးတန်းတိချိုင်းသာတီသားဖြစ်တယ်လို့စီရီအကဲခတ်တဲ့သုံးသပ်ထားပါရခင်ဗျာဒီ drone တပ်ဖွဲ့တွေဟာရွေးရှင်းတဲ့တနပ်ပစ်ချက်တွေထက်စာလွယ်တဲ့ထိရောက်မှုနဲ့အားသာစေအပိုင်းမှာအလွန်တိတာထင်ရှားပါတယ် AAS ပတ်ဆိုင်ရာအောင်မြင်မှုတွေနောက်ကွယ်မှာတီးကြတိချိုင်းနေလဲ drone command တခုရှိပါတယ်ဒါဟာ commercial drone တွေကို kamikaze weapon ဖြစ်ပြောင်းလဲပစ်နိုင်တဲ့လှုပ်ဝှက်နီးပညာအဖွဲ့ဖြစ်တယ်လို့သုံးသပ်ထားပါရခင်ဗျာ ဒီ drone commander AAS စစ်အင်အားကိုမြေပြင်မှာသာမကလေကြောင်းရန်ကာကွယ်ရေးအတွက်ပါအဓိကတော်ချက်ဆက်လာပါပြီ AA ရဲ့ဒေါ်လာ1000တန်း drone viewer ဟာစစ်ကောက်စီရဲ့ဒေါ်လာထမ်းချီတန်းနဲ့တန်းချက်ကအားသာချက်ကိုဘလို့နီးနဲ့အပြီးတိုင်ချို့ဖြတ်နိုင်မလဲ AA ရဲ့လေလံ့ရေးမှတ်ထား commercial drone တွေကနေ advanced strike drone တွေစီကိုကူးပြောင်းနိုင်တဲ့လမ်းကြောင်းကိုတကယ်တမ်းဖော်ထုတ်လိုက်ပြီလားဤဒီမှာစစ်ရင်ကချိန်ခွင်းနာကိုလုံးဝပြောင်းလဲပစ်လိုက်တော့မြမစစ်ပွဲတည်းဤအရေးကြီးဆုံး view ဟာပင်ဖြစ်ပါတယ် စစ်ကောင်စီတပ်ရဲ့ဒရုန်းပညာကအစ်စ်မြင့်လာတယ်လို့တော့မယူဆလို့သေးပါဘူး။ဒါပေမဲ့စစ်ကောင်စီကငွေနှားတုံနိုင်တာတရုတ်နဲ့ရုရှားလိုနိုင်ငံတွေကထောက်ပံ့နေတာတွေကြောင့်ဒရုန်းတွေအများပြားဝယ်ယူနိုင်ပြီးဆုံးရှုံးတာတွေပြန်လည်ဖြည့်တင်းဆွမ်းရှိနေပါတယ်။နိုင်ငံခြားကနေအစင်သိမ့်ဝယ်ယူလို့ရတဲ့ဒရုန်းတွေတုံနိုင်နေတာကြောင့်စစ်ကောင်စီရဲ့ဒရုန်းစွမ်းရည်နဲ့ပတ်သက်ပြီးတိုးတက်လာတယ်ထင်ရပေမဲ့စစ်ကောင်စီကိုယ်တိုင်ဒီဇိုင်းလုပ်ပြီးတီဆောက်နေတဲ့တာဝဲအသေးကဒရုန်းတွေကဒီဇိုင်းနဲ့စွမ်းဆောင်ရည်ညံ့ဖင်းနေပါသေးတယ်။ ဒါဟာစစ်ကောင်စီရဲ့ပြည်တွင်းနှိပင်ကထုတ်လုပ်နိုင်စွမ်းမှာကြီးမားတဲ့အားနည်းချက်ရှိနေတာကိုရှင်းလင်းစွာပြပနေပါဗျ။ဒါအပြင်စစ်ကောင်စီဒရုန်းအဖွဲ့တွေရဲ့စွမ်းဆောင်ရည်ကတနေရာနဲ့တနေရာမတူဘဲကွာခြားတာမျိုးတွေလည်းရှိနေပါဗျ။ကချင်နဲ့ရှမ်းပြောင်မှာဒရုန်းတွေအများအသုံးပြီးဝါဒါဖြန့်ဗီဒီယိုတွေမကြာခဏတွေ့နေရပေမဲ့ချင်းပြင်းတယ်လို့မျိုးမှဆိုရင်ဒရုန်းတုံးတာတိတ်မတွေ့ရပါဘူး။ဒီအချက်ကစစ်ကောင်စီရဲ့ဒရုန်းကိုကဲမှုစနစ်ဟာနိုင်တဲ့တော့မှာတတမထိထိရောက်မှုမရှိသေးဘူးဆိုတဲ့အထည်ကိုပေးနေပါတယ်ခင်ဗျ။ တော်လိုင်းဤတပ်ဖွဲ့တွေနဲ့စစ်ကောင်စီကြား drone အမျိုးအစားကွာခြားခြားဆိုရတာစစ်ကောင်စီဘက်က electronic စစ်စင်ရေး EW ဇန်နဝါရီပိုသုံးနိုင်တာကအဓိကအားတချက်လို့စစ်ရေးအကဲခတ်များကမြင်ကြပါဗါးတော်လိုင်းဤတပ်ဖွဲ့တွေမှာအရပတ်တုံး drone တွေကိုလီလန်အမျိုးမျိုးနဲ့လွှဲပတ်ဝယ်ယူလို့ရသေးပေမဲ့စစ်တုံးကောက်ဝဲရေးပစ္စည်းအဖြစ်သတ်မှတ်လို့ရနိုင်တဲ့ဇန်နဝါရီကိုတော့ဝယ်ယူနိုင်မှုခက်နေပါဗါးဒါကြောင့်တော်လိုင်းဤတပ်ဖွဲ့တွေကစစ်ကောင်စီရဲ့ဇန်နဝါရီကိုကျိုးလွန်နိုင်ဖို့အတွက်အမြဲစူးစမ်းနေရပေမဲ့စစ်ကောင်စီဘက်မှာတော့ဒီလိုအခက်အခဲတိတ်မရှိနေပါဘူး တော်နေတဲ့ဖွဲ့တွေနဲ့စစ်ကောင်စီရဲ့ drone တွေကိုတုံးပြတ်နိုင်ဖို့အတွက်ဤပညာနဲ့ငွေရထားပမှုတွေလိုအပ်ပါတယ်။ဂျာမားတွေလိုအပ်ပါတယ်။ကိုယ့်နေရာကို drone ရကကာကွယ်ဖို့အတိပေးတာလက်ချင်တာတွေလိုအပ်ပါတယ်ခင်ဗျ။စစ်ကောင်စီဘက်က drone ပစ်ကူတာထောင်လိုင်းရေး drone တွေကအန်တယ်ပုံပေးနိုင်တယ်ဟုသုံးသပ်ရပါတယ်။စစ်ကောင်စီရဲ့ထောင်လိုင်းရေး drone တွေကစစ်မြေပြင်တွင်လှုပ်ရှားမှုမတန်းသမျှကိုစောင့်ကြည့်နေနိုင်ပြီးလက်နက်ကြီးလေးရင်တိုက်ခိုက်ရေး drone အဖွဲ့တွေကိုပြစ်မှတ်တဲ့စီလမ်းညွန်ပေးနိုင်ပါတယ်။ထောင်လိုင်းရေးတရိပ်မရပဲပစ်ကူတွေကမဖြစ်နိုင်ပါဘူး။ ဒါဟာ drone စစ်ပွဲရဲ့အသက်ထွေးကြောပဲဖြစ်ပါတယ်။တော်လရဲ့တပါတဲ့အနေနဲ့စစ်ကောင်စီရဲ့ drone တွေကိုတုံ့ပြန်နိုင်ဖို့အတွက်ယူကရိုင်းစစ်မြေပြင်မှာအောင်ငင်းတဲ့နေနဲ့နီလန်းတစ်ခုဖြစ်တဲ့ drone တုံပြီး Yandu drone ကိုပစ်ချတဲ့နီလန်းတွေကိုဆန်တတ်ဖို့လိုအပ်ပါတယ်။စစ်ကောင်စီရဲ့ drone အင်္ဂါတာလာမှုနောက်ခံမှာတရုတ်ကထောက်ပံ့မှုအကြီးအကျယ်ရှိနေပါတယ်ခင်ဗျ။အရပတ်တုံး drone နဲ့ဆက်ဆက် PC ထုတ်လုပ်ရမှာဈေးဝယ်ဝယ်ရအင်အားဆုံးရထားတာကတရုတ်ကဖြစ်ပါတယ်။တရုတ်နဲ့စစ်ကောင်စီကဆက်စပ်နေတဲ့ကောင်းနေပြီးစစ်ခေါင်းဆောင်မင်းအောင်လှိုင်က drone ကိစ္စတွေအသည့် တရုတ်အထီးခရီးတွေတွားထားပါတယ်။ဒါအထီးစစ်ကောင်စီဟာအာနာမသိမီခင်ကအစ္စရေးကနေစစ်တုံးဒရုန်းတွေဝယ်ထားပြီးရုရှားနဲ့တရုတ်စီကလည်းစစ်တုံးဒရုန်းတွေဝယ်ထားပါတယ်။ယူကရိန်းစစ်ပွဲကရလာတဲ့အတွေ့အကြုံနဲ့နှီးပညာတွေကိုရုရှားကအတိုင်းအတာတစ်ခုအထီးထောက်ပံ့ပေးနေမယ်လို့ယူဆရပါတယ်။ဒေးဗစ်ကော့မက်ဒီဆန်ကတော့ဝါရင်လေလာသူများကစစ်အုပ်ချုပ်ရဲ့ဒရုန်းဖန့်ကျမှုကိုမြင့်တင်ပေးတဲ့တရုတ်နှီးပညာကလွန်ခဲ့တဲ့နှစ်ကစတင်တော့တရုတ်ရဲ့ဗစုပုံနှီးဖြူဟာအပိုင်းအဖြစ်ထောက်ပြပါတယ်။ ထို့သောတိသားတဲ့ပပင်းမှုဟာမြန်မာရဲ့ရွေးကောက်ခင်အစိုးရကိုစစ်တပ်က2021ခုနှစ်ဖေဖော်ဝါရီလကဖျောက်ချတာအစတင်တော့တရုတ်ရဲ့ချင်းစီခွဲထိုင်တော်ဆင်နန်ကဗျူဟာကိုအဆုံးတတ်လိုက်တယ်လို့ပြောဆိုခဲ့ပါတယ်။တရုတ်ရဲ့နီးပညာလွယ်ပြောင်းမှုပေးတာကဖိတုတ်ရဲ့လမ်းကြောင်းကိုလိုလားတယ်လို့ပြောင်းလဲစေတယ်လို့မတ်ဒီဆွန်ကပြောပါတယ်။တရုတ်နယ်ကြီးမြန်မာရဲ့တာရီတာလက်နက်ကင်ဖွဲ့စည်းတဲ့ဘက်မှာတရုတ်ရဲ့ဖီးယားကအရင်ဦးကဒီလိုတစ်ခါမှမပြင်းထန်ဘူးလို့ဒီကပြောပါတယ်ခင်ဗျာ။စီယုတ်ကျူရဲ့ drone စစ်စင်ကြီးအစင်မြင့်လာခြင်းဟာ မြန်မာနိုင်ငံရဲ့နေဖင်ဒေတာတွေဒါမကအလေယာဒေတာတွေကိုလည်းတိုက်ခိုက်ချနေတဲ့တခြားတိုင်းရင်းသားတပ်မတော်တွေကိုလည်း right ခတ်စေပါတယ်။ KI နဲ့အခြားတော်လိုင်း info တွေကိုတရုတ်ကမကြခင်ကန့်တချက်တွေကြောင့် drone ထုတ်လုပ်ဖို့ကိရိယာတွေရရှိဖို့ပိုပြီးခက်ခဲလာသည်လို့ဒေတာကန် online တင်ဌာနကချင်း news group ကဖော်ပြပါရဲ့။ drone အင်အားတာလာတဲ့စစ်ကောင်စီကိုရင်ဆိုင်ရမှာအငိုက်ဖိုင်းပြီးဂျားဖြတ်တိုက်ခိုက်တာပျောက်ကြားစစ်ပွဲဆင်နွှဲတာတွေမဟုတ်ပဲမြို့သိမ်းတိုက်ပွဲတွေမှာတမယူချက်စစ်ပွဲပုံစံနဲ့ရင်ဆိုင်တိုက်ခိုက်တဲ့အခါ တော်လန်ကြီးကဖွဲ့တွေအတွက်ပိုခက်ခဲလာစေသည် မြို့တွေမှာခန့်စစ်နဲ့တိုက်ခိုက်တာကစစ်တဲ့အတွက်ဒရုန်းတွေသုံးဖို့ပိုပြီးအခွင့်သာသည်ဒါကြောင့်တော်လန်ကြီးတဖွဲ့တွေပိုပြီးထိခိုက်ရသည်စတေမာလာနောင်ပိုင်းမှာကချင်ပြည်နယ်မြောက်ပိုင်းကနေရသုံးခုမှာစစ်အုပ်စုကတန်ပြန်ထိုးစစ်တွေဆင်နေပြီးလေကြောင်းအကူအညီဒရုန်းတိုက်ချိန်မှုတွေကိုသုံးသည်ဟုလူသားချင်းစာနာမှုအဖွဲ့အစည်းတစ်ခုမှပြောဆိုခဲ့သည်စစ်ကောင်စီ၏ဒရုန်းစစ်ဆင်ရေးအစစ်မြစ်လာခြင်းသည်မြန်မာနိုင်ငံ၏နေဆက်ဒေသများကိုသာမကအလဲပိုက်ဒေသများကိုပါအကြီးအကျယ်ရိုက်ခတ်စေသည် ဂျိမ်းစ်ကာဂွေနဲ့လုံခြုံရေးအုပ်စုမှသူ့ဒေသအန်တိုနီဒေးဗစ်ကဆူဆွတ်သွားရသည်သည်မြန်မာ၏ပြည်တွင်းစစ်လမ်းကြောင်းပြောင်းလဲနေကြောင်းမီးမောင်းထိုးပြနေသည်ဟုပြောဆိုခဲ့သည်ယခုမြင်တွေ့နေရတဲ့စစ်အုပ်စုရဲ့စီရေးဖန့်ကျက်မှုဟာ2023ခုနှစ်နောက်ပိုင်းကဆုံးရှုံးသွားတဲ့နေမြေတွေပြန်ရဖို့ရည်ရွယ်လို့နိုင်ငံတော်ဝန်ထိုးစစ်ဖြစ်ပါတယ်ခင်ဗျစစ်အုပ်စုကရေကင်ကားထက်အင်အားကောင်းလာပါချီလင်တက်အမြောက်များဒဏ်ချက်ခံမှုကိုအကန့်အသတ်ဖြင့်အသုံးပြုခြင်းအပြင် လေရင်နဲ့မောင်းသူမဲ့လေရင်များဖြင့်လေချောင်းတိုက်ခိုက်မှုတွေကိုပါပေါင်းဆက်လှုပ်ဆောင်နေတယ်လို့စီအေးလေးလာသူများကသုံးသပ်ကြပါတယ်။ဆေးအုပ်စု၏စီအေးဖြန့်ကျက်မှုများသည်ပိုမိုအင်အားကောင်းလာသောခြေလင်တပ်များနှင့်ဒဏ်ချက်ကတပ်များ၏အကန့်အသတ်ရှိသောပူးပေါင်းပါဝင်ခြင်းလေရင်နဲ့ဒရုန်းများဖြင့်လေချောင်းတိုက်ခိုက်မှုတွေကိုအခြေခံထားပါတယ်။စီအေးကျွမ်းကျင်သူအန်တိုနီဒေးဗစ်ကဒရုန်းစီအေးဟာဆေးအုပ်စုအတွက်အောင်မြင်တဲ့အဖြစ်ဟုယူဆရင်မှားလိမ့်မယ်ဟုသတိပေးခဲ့တော်လဲ ဒါပေမဲ့ဒရုန်းတွေကိုနီးပြူဟာအစင်းမြင့်ကြဲကြဲပြက်ပြက်တုံးလာတာဟာစေအုပ်စုရဲ့စွမ်းဆောင်ရေးကိုတိတိတတ်တတ်တိုးတက်စေတာကိုတန်တရားဖြစ်เสียမလို့ဟုပြောဆိုခဲ့ပါတယ်။ဤသည်စစ်ကောင်စီစစ်စင်ရေးစွမ်းရေးကိုနီးပညာအကူအညီနဲ့အရေးပါစွာမြင့်တင်လိုက်ခြင်းဖြစ်သည်ဟုနိုင်ငံတကာကယူဆနေပါတယ်။စစ်ကောင်စီကံကြမ္မာကိုနှစ်ခါ24ခုနှစ်အစပိုင်းကစတင်သည့်အသင်းအချက်စစ်သားစုဆောင်ခြင်းဥပဒေကလည်းကြားခံပေသည်ထို့သောလုံချင်းညာစစ်အုပ်စုသည်လက်ကျင့်ထားသည့်စစ်သားတဲ့9000ကျော်ကိုရှေ့တန်းသို့ပို့နိုင်ခဲ့ကြောင်းခန့်မှန်းချက်အချို့ကဖော်ပြသည် စေအုပ်စုကိုဝေဖန်သူများကလူချက်များနိုင်ငံကအလုံးရင်ချွတ်ပြခြင်းနဲ့စစ်မှုမထမ်းရစေခြင်းလက်ထိုးခြင်းတို့ကိုထောက်ပြပြီးအခြားအရာများကိုမျှော်လင့်နေသည်ကိုတွေ့ရသည်။ဒါပေမဲ့မြန်မာစီးပွားရေးကပြိုလဲနေသည်အလုံးမရှိတော့ဘူး။ဒါကြောင့်စစ်တပ်တွေဝန်တာကဘာမှမရှိတာတည်းပိုကောင်းတယ်တော့လူစားချင်းစာနာမှုလုတန်းချင်းတရောကပြောဆိုခဲ့သည်။ဤအချက်ကစီးပွားရေးအချက်ခဲဟာစစ်တပ်အတွက်လူသစ်စုဆောင်ရေးအခွင့်အလမ်းထက်လာသည်ကိုရှင်းလင်းစွာဖော်ပြနေပါတယ်။စေအုပ်စုဤစီးရေးဖျန်းကျဲမှုအစစ်မြင့်လာခြင်းသည် မြန်မာနိုင်ငံ၏နေဆက်ဒေတာများကိုသာမကအလဲပိုင်းဒေတာများကိုပါစစ်သိမ်းထားသည့်အခြားတိုင်းရင်းသားတပ်မတော်တွေကိုပါရိုက်ခတ်စေသည်ဟုသတင်းရင်းမြစ်အများစွာကပြောသည်။ကရင်စစ်မျက်နှာမြန်မာနိုင်ငံရှစ်ထောင်ကျန်ကရင်ပြည်နယ်မှာစက်ထုစရာများကြာမြင်သည့်လူမျိုးတော်လည်းနှင့်အဖွဲ့အစည်းဖြစ်သည့်ကရင်အမျိုးသားအစည်းအရေးလက်နက်တိုင်တပ်ဖွဲ့များသည်ယခုမိုးရသည်မှချင်းမြောက်တဲ့မြို့တယောက်ကိုဂယုစိုက်ပြီးစောက်ကြည့်နေရသည်။ထိုချင်းမြောက်တဲ့မြို့တယောက်သည်မြန်မာစစ်အုပ်စုကဖျန့်ချက်ထားတဲ့တရုတ်မြို့ဒရုန်းတွေပဲဖြစ်ပါတယ်။ ။ KNU ရှေ့တန်းတပ်တွေမှာတပ်မှုကြီးများကလည်းဟန်တာမရတဲ့အစင်းမြင့် drone တွေကိုစစ်အုပ်စုကပုံမောအုံပြူလာကြောင်း KNU ရဲ့စစ်မြင့်ခေါင်းလောင်များနဲ့နီးကပ်တဲ့သတင်းရင်းများကပြောကြားခဲ့ပါတယ်။ကချင်စစ်မျက်နှာကချင်ပြည်နယ်မြောက်ပိုင်းကနေရာသုံးခုမှာစစ်အုပ်စုကစက်တင်ဘာလနှောင်းပိုင်းမှာတံပြန်ထိုးစစ်တွေဆင်လေပြီးလေကြောင်းကူနဲ့ drone တိုက်ခိုက်မှုတွေကိုတုံးသည်ဟုလူသားချင်းစာနာမှုအဖွဲ့အစည်းတစ်ခုမှညီနာရေးဖြုံးစည်းတဲ့အောင်ကပြောဆိုခဲ့ပါတယ်။ ဒေးဗစ်စကော့မတ်တီဆန်ကဲ့သို့ဝိုင်ရင်လေးလာသူများကဆေးအုပ်စုဖန်ရဲ့ဒရုန်းများကိုမြင့်တင်ပေးတဲ့တရုတ်နတ်တရုတ်နတ်ပညာရှင်လွန်ခဲ့တဲ့နှစ်ကစတင်သည့်တရုတ်ရဲ့ပန်ဒရီပေါင်းများနတ်ပြည်ဝအပိုင်းတစ်ခုလောက်ထောက်ပြခဲ့သည်ဟာတမတ်ကြပါရခင်ဗျာမြန်မာ၏ရွေးကောက်ရေးအဖွဲ့အစည်းကိုစစ်တပ်က2022ခုနှစ်ဖေဖော်ဝါရီလကဖြုတ်ချလာခဲ့မှစတင်သည့်တရုတ်ရဲ့ချမ်းစီစီခွာထိုင်းတဲ့တင်းကယူဟာကိုအဆုံးတက်လိုက်သည်ဟုမက်တီဆန်ကပြောခဲ့ပါတယ်ထိုကာလမှာတရုတ်ကဆေးအုပ်စုသည်ဖြုတ်ချသောနှင့်အမျိုးသားဒီမိုကရေစီအဖွဲ့အစည်းတစ်ခုနှင့်တိုင်းရင်းသားလက်နက်အဖွဲ့အစည်းတို့ကိုရွေးချယ်ပြီးထောက်ခံပေးခဲ့သည်ကိုတွေ့ရပါတယ် တရုတ်ရဲ့နီးပညာလွှဲပြောင်းပေးတာဟာပဋိပက္ခရဲ့လမ်းကြောင်းကိုလိုသလိုပြောင်းလဲစေသည်ဟုမြန်မာမှာတိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများနဲ့ပတ်သက်သည့်အစီရင်ခံစာအများအပြားကိုရေးသားသူမတီဆန်ကပြောခဲ့ပါတယ်။တရုတ်နယ်စပ်အနေနဲ့မြန်မာကတိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းတွေအပေါ်တရုတ်ရဲ့ဖိအားကအရင်ကအဲ့တလောက်တခါမှမပြင်းထန်ဘူးဟု၎င်းကထပ်လောင်းပြောကြခဲ့ပါတယ်။မြန်မာဤတင်ရန်ဇာတ်ကြွယ်ဝသည့်မြောက်ဖက်စွန်းကချင်ပြည်နယ်တွင်စစ်အုပ်စုကိုတိုက်ခိုက်နေသည့် KIA ကချင်းလူလက်ရေးတက်မတော်သည်လည်းတရုတ်ဖီအားကိုခံရသည် KIA နှင့်အခြားဒေါ်လာနေအင်အားစုများကိုတရုတ်ကမကြသည်မိကန့်သက်ချက်များသည်ဒရုန်းသူရုတ်ရန်ကရိယာများရရှိရန်ပုံမခတ်ခဲစေသည်ဟုဒေတာကန်အွန်လိုင်းသတင်းဌာနခါချင်းနျူးစ်ဂရုကဖော်ပြခဲ့ပါသည်ခမရတို့သတိပြုရမယ့်အချက်ကတော့စစ်အုပ်စုပြိုလဲခြင်းကိုတားဆီးရန်တရုတ်နိုင်ငံ၏လှုပ်ဆောင်မှုသည်စစ်အုပ်စုကိုအသက်ရှက်ပေးလိုက်ခြင်းဖြစ်သည်ဟုအစိုးရကန်စာများကဖော်ပြနေပါတယ်ခင်ဗျာတရုတ်၏လှုပ်ဆောင်မှုသည် ဒေသတွင်မှအခြားနိုင်ငံများအနေဖြင့်တန်တမန်ရေးဟန်ပန်ပြောင်းလဲစေပြီးစစ်အုပ်စုပြိုလဲမှုအန်တရာယ်ကိုလျှော့တွက်ကာဗိုလ်ချုပ်များနှင့်ပုံမှုအစီအစဉ်ရှိရှိထိတွေ့ဆက်ဆံစေသည်တရုတ်ကနောက်ွယ်မှစစ်ဆောင်မှုသည်စစ်အုပ်စုကဒီဇင်ဘာလ28ရက်နေ့တွင်စီစဉ်ထားသည့်ပုံမှုတရားဝင်သောရွေးကောက်ပွဲကျင်းပနိုင်စေဖြစ်သည်ဟုရန်ကုန်အခြေစိုက်အနောက်တိုင်းတန်တမန်တို့ကပြောပါတယ်စစ်အုပ်စုဟိုဘယ်သူမှမကြိုက်ဘူးဆိုကနဲ့နှစ်ဖက်လုံးကတရုတ်ထောက်ပံ့မှုပေါ်မိခိုးမှုဟာ မြန်မာမှာတရုတ်အနေအထားကိုခိုင်မာစေတယ်ဆိုတာကိုတရုတ်ကသိတဲ့ဟူအနောက်တိုင်းတန်တမာရေးရေမြစ်တို့ကနီကေအေရှာတို့ပြောဆိုခဲ့ပါတယ်။၎င်းကစီအုပ်စုသည်အတိုက်ဖန်များကိုချင်းခွင်ရောက်တခုမှထိန်းထားခြင်းသည်ဟူသုံးသပ်ခဲ့ပါတယ်။ထို့အပြင်စီအုပ်စုရဲ့ထိုးစစ်ကရွေးကောက်ပွဲမတိုင်မီနမ်ဘီကချော့ပြန်လဲထင်ယူဖို့အစီအစဉ်တစ်စိုက်ပိုင်းထိကြောင်းထင်ရှားတယ်ဟူလဲ၎င်းကထပ်လောင်းဖြောက်ဆိုခဲ့သည်ကိုတွေ့ရ၏။စီအုပ်စုရဲ့စီရေးဆွမ်းယူကိုတိတိတတ်တတ်တော်တာစေသည်မှာနီးပညာမြင့်နဲ့ တရုတ်ထုတ် drone ကကိုရေးစနစ်အသစ်ဖြစ်ပါတယ်မြန်မာစစ်တပ်ကဒီစနစ်ကိုမြေပြင်စစ်စင်ရေးတွေမှာတွင်တွင်ကြဲကြဲတုံးနေပြီလို့မြန်မာစစ်ပီးရင်းနဲ့လုံခြုံရေးဆိုင်ရာလက်လာရေးအဖွဲ့ MDSI နဲ့ဒေါ်လာအဖွဲ့တချို့ကပြောပါတယ်ဒီစနစ်အစွမ်းလေးကိုအိန္ဒိယလေတာ IAF ရဲ့ C13J လေယာဉ်လဲဂျုံခက်ဖူးပါတယ်မတ်လ28လေလုံကြီးရဲ့အတွက်အရေးပေါ်ကယ်ဆယ်ရေးပစ္စည်းတွေလာပို့ရင်းရန်ကုန်မြို့နဲ့ ARD တိုင်းကဝိုင်းမှာပြန်တာနေတော့လမ်းကြောင်းပြပြဆိုင်ရာ ပုံမှန်မဟုတ်တဲ့အခြေအနေတွေကိုကြုံတွေ့ရလို့အရန်စနစ်ကိုတုံးခဲ့ရသည်ဟုအိန္ဒိယသတင်းတွေဖော်ပြခဲ့ကြပါတယ်။ဒီစနစ်ကိုနေပြည်တော် drone တက်ခိုင်းမှုကိုကြုံခဲ့ပြီးနောက်နေပြည်တော်မှာတပ်စခန်းတွေမှာစတင်အသုံးပြုခဲ့တာဖြစ်တယ်လို့စစ်ကောင်စီရဲ့လေတပ်နဲ့နှိစက်သူသတင်းရင်းမြစ်တူကပြောခဲ့ပါတယ်။လက်ရှိမှာတော့စစ်တပ်ကမြေပြင်စစ်ဆင်ရေးတွေမှာဒီကာကွယ်ရေးစနစ်အတစ်ကို ဖြန့်ချက်သုံးနေပြီလို့ MDSI ရဲ့စစ်ပိုက်ရေးတုထိုင်တာဝန်ခံ CDM ဘုံမှု နောင်ရိုးကအတည်ပြုပြကြားပါတယ်။ စစ်တပ်ကဆုံရှုံထားတဲ့နံပါတ်တွေပြန်ရဖို့မြေပြင်စစ်ဆင်ရေးတွေကိုလေကြောင်းတိုက်ခိုက်ရေးဗျူဟာတွေနဲ့အားထည်ထားသလို လေကြောင်းရန်အသက် drone ကာကွယ်ရေးစနစ်အသစ်တွေကိုပါပန်းကြီးအောင်တုံးလာတာတွေ့ရပါတယ်စစ်ကောင်စီအသုံးပြုနေတဲ့ drone ကာကွယ်ရေးစနစ်အသစ်မှာတရုတ်ကုမ္ပဏီ Skyfan Night ထုတ်ထားတာထပ်ပြီးဒီစနစ်မှာ Global Navigation Satellite System GNSS ကိုအသုံးပြုထားပါတယ် GNSS ဟာဒီနေရာပြနည်းပညာတစ်ခုဖြစ်တဲ့ GPS နဲ့အလားတနန်တူပေမဲ့နည်းပညာအရပုံပုံမြင့်ပါတယ် GPS ဟာ GNSS စနစ်ရဲ့အင်္ဂဗန်တလောက်တော့ဖြစ်တာလဲ GNSS စနစ်ဒီပုံမှန်မြင်ပါတယ် GNSS စနစ်ဟာ အခြေခံအဖြစ် USA ဥရောပသမဂ္ဂဥလူတရုတ်နဲ့ရုရှားတို့စီသို့ကယုံတဲ့စတိလေးများကိုစုပေါင်းဖွဲ့စည်းထားတဲ့စနစ်တစ်ခုဖြစ်ပါတယ် GNSS စနစ်ဟာ GPS ထက်တင်းနေရာရှာဖွေတာပိုပြီးမြန်ဆန်သလိုတင်းနေရာပြောင်းလဲလို့ကိုလည်းအချိန်နဲ့တပြေးနက်ပြောင်းလဲနိုင်ပါတယ် ီစနစ်တွင် GNSS ပူပါပါဝင်ပြီး drone plantan ရာတွေကိုထိထိရောက်ရောက်ကာကွယ်နိုင်တဲ့စနစ်တစ်ခုဖြစ်ပါတယ်။၎င်း၏တိကျမှုသည်1မီတာ2မီတာပဲกว่าနိုင်သည်ဟုဆိုပါတယ်။တဖက်အဖွဲ့တွေစိတ်နေနဲ့မောင်းနဲ့ drone တွေကိုတင်းညာတလွဲပြီးပြီးစစ်စင်ရေးတွေကိုမအောင်မြင်ဖြစ်အောင်လုပ်နိုင်ပါတယ်။လက်ရှိစစ်တပ်တုံးနေတဲ့ Sky Friend ရဲ့ drone ကာကွယ်ရေးစနစ်အသက်ဟာနီးပညာမြင့်တာကြောင့်အခြေခံလုံဆောင်ချက်၃မျိုးပါဝင်နေတယ်လို့ MDSI ရဖွဲ့ကဖော်ပြပါဗါတယ်။၎င်းတို့မှာတစ်ဖက်အဖွဲ့ရဲ့ drone တွေကိုထောက်လန်းတာ detect တာ နှောက်ချက်ဟန်တာပြီးထိန်းချုပ်မှုပလစ်ပဲရောက်လို့တဲ့ချမ်းမှာနဲ drone ကိုပြစ်ချတာဟန်တာလို့ပဲဖြစ်ပါတယ်ခင်ဗျာ Sky Phantom GNSS Spoofer Drone ကကွယ်စနစ်တကူညာတန်ဖိုးကလက်ရှိဈေးကွက်မှာပစ္စည်းရည်သွေးအလိုက်ဒေါ်လာ2600ကျော်အထိတန်ကျဲရှိတယ်လို့ drone ရဲ့ဆက်ဆက်နီးပညာကျွမ်းကျင်သူတကပြောခဲ့ပါတယ်တော်လင်ကြီးတက်ဖွဲ့တွေမှာအရက်ပတ်သုံး drone တွေကိုလွှဲပတ်ဝယ်ယူလို့ရနိုင်သေးပေမယ့်စစ်သုံးကာကွယ်ရေးပစ္စည်းအဖြစ်သတ်မှတ်လို့ရနိုင်တဲ့ဂျမ်းမာတွေကိုတော့ဝယ်ယူနိုင်ဖို့ခက်ပါတယ်။ ဒါကြောင့်တော်လန်ရေးတက်ဖွဲ့တွေကစစ်ကောင်စီဘက်က drone ပစ်ကုတဲ့ထော်လန်ရေး drone တွေကိုကျော်လွှားနိုင်ဖို့အမြဲစူးစမ်းနေရသည်ဟုတွေးရခဲ့ပါတယ်။စစ်ကောင်စီဘက်က drone ပစ်ကုတဲ့ထော်လန်ရေး drone တွေကအန်တီတဲ့ပူပေးနိုင်ပါတယ်။ထော်လန်ရေး drone တွေကစစ်မြေပြင်အတွင်းလှုပ်ရှားမှုမှန်သမျှကိုစောင့်ကြည့်နေနိုင်ပြီးပစ်ကုတွေကိုပြင်ပတ်တယ်စီလမ်းညွှန်ပေးနိုင်ပါတယ်။တော်လန်ရေးတက်ဖွဲ့တွေအနေနဲ့စစ်ကောင်စီရဲ့ drone တွေကိုတုံ့ပြန်နိုင်ဖို့အတွက်ဤပညာနဲ့ငွေကြီးထောက်ပံ့မှုများဂျန်မာများလိုအပ်တွေကိုတွေးရပါတယ်။ စစ်ကောင်စီတပ်ဟာ၎င်းတို့ရဲ့ drone ကာကွယ်ရေးစနစ်အစ်စ်ကိုရှေ့တန်းခန်းစစ်စခန်းတွေနဲ့စစ်ကြောင်းအထိုင်ချတဲ့နေရာတွေမှာပါဖြန့်ခွေးပြီးတုံးနေပြီးဖြစ်ပါတယ်ခင်ဗျာဒီစနစ်ဟာ Sky Phantom GNSS Buvani ပင်ကထူပြီးစစ်မြေပြင်မှာ drone warfare ရဲ့ချင်းခွင့်လျာကိုပြောင်းလဲစေနိုင်တဲ့ဆွဲရည်ရှိပါတယ်စီရီယန်ဗိုလ်မှူးနောင်ယိုကစစ်ယုံဆိုင်တဲ့နေပြည်တော်လိုအရေးကြီးတဲ့တပ်စခန်းနေရာတွေမှာကောင်းကောင်းအလုပ်လုပ်မှမြေပြင်အထိပါကြက်ကြက်ပြန့်ပြန့်ထုံးလာတာဟုပြောဆိုခဲ့ဒီကိုတွေးပါပါတယ် 2025ခုနှစ်နှစ်ဝဲမတိုင်ခင်လောက်ထိစစ်တပ်ရဲ့ရှေ့တန်းခန်းစစ်စခန်းတွေမှာလေကြောင်းရကာကွယ်ရေးနဲ့ပတ်သက်လို့ဂျမ်းမာဂျမ်းမာတညူးသားကိုထားတက်စစ်အုံပြူခေရမယခုနာကစနစ်တကိုကူးလွားလာခြင်းဖြစ်ပါတယ်။လက်ရှိမှာကရင်မြို့နယ်တမန်ကဖာဘုံခရိုင်နဲ့ကရဒေတာမှာစစ်တပ်ရဲ့ရှေ့တန်းတက်စခန်းတွေမှာ Skyfan drone ကာကွယ်ရေးစနစ်ကိုသုံးလာတာတွေ့ရတယ်လို့ MDSI နဲ့ကရင်နီဒေတာအခြေစိုက်တော်လန်ရေးတပ်ဖွဲ့ဝင်တချို့ကပြောပါတယ်။ MDSI ရဲ့လိလတွေးစီချက်အရာ ကရားပြည်နယ်ဖားဆောင်မြို့ထဲကစစ်တပ်ရဲ့အမှတ်134ခြေလျန်တပ်စခန်းကိုတော်လန်ရစ်တပ်ဖွဲ့တွေသိမ်းခဲ့တဲ့အချိန်ဖမ်းမိတဲ့လက်နက်နဲ့ဆက်စပ်တဲ့ပစ္စည်းတွေထဲမှာ Sky Phantom drone ကကိုကြီးစနစ်တစ်ခုပါတဲ့ကိုတွေ့ရပါတယ်။အဲ့ဒီတိုက်ပွဲစဉ်က2025ခုနှစ်ဇွန်လကုန်ပိုင်းလမှာဖြစ်ပွားခဲ့တာဖြစ်ပြီးထုတ်ပြန်တဲ့လက်နက်ပုံတွေထဲမှာအဲ့ဒီဆက်ကိုတွေ့လိုက်တာဖြစ်သည်ဟု CDM ဗိုလ်မှူးနောင်ယိုကရှင်းပြပါတယ်။2025နှစ်ဝက်လောက်ကာသန်ဒီရှေ့တန်းခန့်စစ် တက်စခန်းဒီမှာစစ်တပ်ကတုံးနေတယ်ဆိုတာကိုဒီအချက်ကအတည်ပြုခဲ့ပါတယ်။လက်ရှိကရင်ပြည်နယ်ထဲကတိုက်ပွဲတွေမှာလည်းစစ်တပ်ရဲ့ drone ကကိုရေးစနစ်တွေကြောင့် drone စစ်ဆင်ရေးမှုအောင်မြင်ခဲ့တာတွေရှိပါတယ်။ NUG ရဲ့ဖားဖုံခရိုင်အခြေစိုက်တပ်ရင်းတစ်ခုရဲ့တာဝန်ရှိတဦးက drone နဲ့ဆင်းပြချက်ခံထားရသည်ဟု2025ခုနှစ်အတွင်းရှုံးနိမ့်ခဲ့တဲ့ drone စစ်ဆင်ရေးတစ်ခုအကြောင်းပြောဆိုခဲ့ပါတယ်။ စစ်တပ်ဒီတပြိုင်ချင်းမျိုးကိုပြန်သိမ်းတဲ့တိုက်ပွဲမှာလဲ drone ကကွယ်ရေးစနစ် S4 Far ကိုတုံးပြီးတော်လန်ရဲတက်တဲ့ drone နဲ့တိုက်ခိုက်မှုတွေကို ထိထိရောက်ရောက်ခန့်တားနိုင်ခဲ့ပါတယ်။အဲ့ဒီတိုက်ပွဲအတွင်းဒီရက်ထဲမှာ drone 6စင်းလုံးပြစ်ချခံတွားရသည်ဟုတပြိုင်ချင်းအခြေစိုက်တော်လန်ရဲတက်ဖွဲ့ဝင်တို့ကထပ်ပြောခဲ့ပါတယ်။မန္တလေးတိုင်းကတိုက်ပွဲတွေမှာစစ်တပ်က drone ကကွယ်ရေးစနစ်ကိုဖင်ကွက်တုံးနေပြီလို့ NUG လက်အောက်မှာမိတိလခရိုင်အခြေစိုက်တရင်တို့က BBC ကိုပြောပါတယ်။ မြို့တင်းတိုက်ပွဲလို့စစ်စင်ရဲ့အကြီးတွေမှာစားသုံးခဲ့ရကအခုတော့မြေပြင်ခန့်စစ်စခန်းတွေမှာပါဖြန့်ထားပြီလို့ဒီဦးကဆိုပါတယ်ဒီစနစ်သက်ဆင်ထားတဲ့ drone ကာကွယ်ရေးဆက်ထားတနင်္လာကတနင်္လာတည်းယူကလွယ်ကူပြီးအသုံးပြုတဲ့အခါမှာလည်းတိုက်ခိုက်ရေးနဲ့ကင်းထောက် drone ရဲ့ဤပညာတွေလို့ရှုံထွေးမှုမရှိဘူးလို့စီးရဲကျွမ်းကျင်သူများကဆိုပါတယ်စစ်တပ်က drone တွေကိုမြေပြင်စစ်ရင်ရေးမှာစနစ်တကျတုံနိုင်ဖို့ drone တပ်ဖွဲ့ဝင်တွေအနေနဲ့ မြေပြင်ကရှေ့တန်းတပ်ဖွဲ့ဝင်တွေပူးပေါင်းတိုက်ခိုက်တာရှိသလိုရှေ့တန်းတပ်ဖွဲ့ဝင်တွေကိုယ်တိုင်အုံပြူနိုင်ဖို့တင်းနှဲပို့ချတာတွေလည်းရှိတယ်လို့စစ်တပ်ရဲ့ drone တပ်ဖွဲ့နဲ့နီးစပ်တဲ့သတင်းရင်းတူကပြောပါတယ်။ GNSS ပူဖာလို့စနစ်တွေရဲ့ထီအောင်မှုဟာစစ်ကောင်စီရဲ့ရိုးရိုးဗဟန်းစစ်စခန်းတွေကိုတော်လန်ရဲ့ drone တွေရဲ့ NDA ကအတိုင်းအတာတစ်ခုအထိကောက်ွက်ပေးနိုင်ပြီဆိုတဲ့အချက်ကိုရှင်းလင်းစွာပြသနေပါတယ်။ဒါဟာတော်လန်ရဲ့အဖွဲ့တွေအတွက်နီးပင်ချစစ်စင်ရဲ့နောက်သက်ဆင့်ကိုမဖြစ်နေအစင်းမြင့်တင်ရတော့မဲ့ကြီးမားတဲ့စိန်ခေါ်မှုဖြစ်ပါတယ်ခင်ဗျာ။ စစ်ကောင်စီရဲ့ဒေါ်လာ2600ကျော်တန်ကျေရှိတဲ့ drone ကာကွယ်ရေးစနစ်များရှေ့တန်းမှာကြဲကြဲပြန့်ပြန့် train ကွဲလာခြင်းဟာဒေါ်လာရဲ့တက်တွေရဲ့ drone warfare ကိုဘယ်အထိရပ်တန့်နိုင်မလဲဒီရက်ထဲမှာ drone ချောင်းစင်းလောင်ပြစ်ချက်ခံထားရတဲ့အဖြစ်အပျက်တွေ drone warfare ရဲ့ဤပညာစစ်တွေကိုဒေါ်လာရဲ့တက်ဖွဲ့အ мян ဆုံးအစစ်မြင့်တင်းရံကိုတတိပေးကြမဟုတ်ပါလား